ပါတယ်။ဒီတော်သူလမ်းမကြီးပေါ်မှာရှိနေတဲ့နောင်ချိုကြောင်မဲတီဘောကိုပလောင်လက်နက်ကင်သဘောတန်အလီကတစ်တုံညာနှစ်ခုစစ်စင်ရေးတွင်ထိန်းချုပ်ထားခဲ့တာတော့အားလုံးသိရှိပြီးဖြစ်ပါတယ်။အဲ့ဒီထဲကမှာနောင်ချိုမျိုးကိုတမ်ရော်ကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်အခုကြောင်မဲမျိုးကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ28ရက်နေ့ကလေးကတမ်ရော်စစ်ကြောင်းတွေကကြောင်မဲစစ်စင်ရေးနဲ့ပတ်သက်တဲ့ပထမအဆင့်ရီမန်းချက်ကိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ဒါကတော့နောင်ပိန်တိုက်နယ်တကြောလုံးကိုတမ်ရော်ကနေရှင်းလင်းရေးဆောင်ရွက်ထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ဒီကုတ်တင်းသရားကိုပြန်လဲပြင်ဆင်ပြီးအလော့စီလမ်းကြောင်းကိုပြုပြင်ခဲ့တယ်။အလော့စီလမ်းကြောင်းကိုဖောက်လုပ်ခဲ့ပြီးတဲ့နောက်တောင်မဲထိုးစစ်ကိုဒုတိယအဆင့်အနေနဲ့ပြန်လဲပြီးတော့ဆက်လက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။ဒါကတော့ပြီးခဲ့တဲ့စက်တင်ဘာပထမပတ်တည်းမှာပဲကုတ်တင်းသရားကိုပြန်လဲတိဆောက်ပြီးတဲ့နောက်တောင်မဲထိုးစစ်ကိုဒုတိယအဆင့်ပြန်လဲစတင်ခဲ့ပါတယ်။နောင်မင်းတိုင်းတွေကလည်းအခြေပြုပြီးတော့စီးရဲလှရှားနေတဲ့တမရစစ်ကြောင်းတွေကတောင်မဲကိုချိတက်ပြီးတော့ထိုးစစ်တင်တိုက်ခိုက်လျက်ရှိပြီးအခုဆိုရင် ဘလောင်လက်နက်ကင်တပုံ DNL ရဲ့ခံစစ်ကြီး၃ခု၏အနေနောင်မေထိုးစစ်ကိုလည်းတိုက်ခိုက်နိုင်ခဲ့ပြီးထိ ंछ ုပ်ထားခဲ့ပြီးဖြစ်သလိုနားအခံခိုက်တဟုံထိုးစစ်ကိုလည်းတပ်မတော်ကထိ ंछ ုပ်ထားပြီးဖြစ်တယ်ဆိုတဲ့သတင်းတွေလည်းကြားသိရပါတယ်။အဲဒါအပြင်နောက်ထပ်ခံစစ်တစ်ခုကတော့စကန်းသာမိုင်းတင်းမှာပဲဖြစ်ပါတယ်။စကန်းသာကတော့နောင်ချိုကြောင်မဲလမ်းကြောင်းမှာရှိပြီးတော့အင်းကတော့ကြောင်မဲမိုးကုတ်လမ်းကြောင်းပေါ်မှာရှိနေတာပဲဖြစ်ပါတယ်။အရေးအချိန်မှာတော့ဘလောင်လက်နက်ကင်တပုံ DNL နဲ့အပေါင်းပါရိတ်ကတပ်မတော်ရဲ့နေ့စဉ်တိုက်ခိုက်မှုတွေနေမြေရှင်းလင်းဆောင်ရွက်မှုတွေကြောင့် ဒီစကန်းသာအနည်းကိုစုပ်ခွာနေကြရတဲ့ဆက်တင်းတွေလည်းကြားသိရတယ်လို့စကန်းသာနဲ့မိုင်းတင်ချားမှာရှိနေတဲ့ပင်ဒီဖုန်ကြီးချောင်းမှာအခြေပြုပြီးတော့ရှေ့တန်းစစ်ဌာနချုပ်အနေနဲ့ကုတ်ကဲမှုဌာနချုပ်တခုပြုလုပ်နေတယ်ဆိုတော့တင်းတွေကိုလည်းကြားသိရပါတယ်အဲ့ဒီတင်းတွေကိုပြီးခဲ့တဲ့ရက်တွေကရရှိတာဖြစ်တဲ့အတွက်ဒီကျွန်တော်တင်းပို့ခဲ့ပြီးဖြစ်ပါတယ်ဒါကြောင့်မလို့လည်းပြီးခဲ့တဲ့ရက်ကပဲတမတော်က ဒီပင်တင်းရွာမှာရှိနေတဲ့ဘုန်းကြီးကျောင်းကိုလေရောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ပင်တင်းရွာဘုန်းကြီးကျောင်းလေရောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးအကြမ်းဖက်သမားတွေကတော့ဘုန်းကြီးကျောင်းတွေကိုဘုံကျဲတယ်လေရောင်းတိုက်ခိုက်တယ်ဆိုတာသာကောင်းစဉ်ပြခဲ့ပေမဲ့တကယ်တမ်းကတော့အဲ့ဒီပင်တင်းရွာဘုန်းကြီးကျောင်းဆိုတာကစကန်းသာနဲ့မိုင်းတင်းရွာမှာရှိနေတဲ့စီရေးလှုံ့ဆော်မှုတွေကိုကွန်မန်းပေးနေတဲ့စင်တာတစ်ခုလို့လည်းဆိုရမှာဖြစ်ပါတယ်။ ပြောရရင်တော့အဲ့ဒီပင်နေရမှာပဲအခြေပြုပြီးတော့ကြောင်မဲထိုးစစ်နဲ့ပတ်သက်တဲ့တာကင်းနဲ့ကင်းတွေအားလုံးကိုစီမံခန့်ခွဲနေတာဖြစ်ပြီးတော့လိုအပ်တဲ့လက်နက်ခဲရနဲ့စားနပ်ဧကကိုထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။ဆိုတော့အခြေအနေတစ်ခုလုံးကိုပြန်ကြည့်ရင်ကြောင်မဲကပလောင်လက်နက်ကိုင်းတပုံ DNL ရဲ့နောက်ဆုံးခံစစ်ကြီးတစ်ခုဖြစ်တဲ့ခံစစ်ကြီးဖြစ်တဲ့အတွက်အရှိမကာကင်းတွေအများအပြားကိုတိစောက်ထားတာဖြစ်ပါတယ်။ကာကင်းတွေအများအပြားတိစောက်ထားတဲ့ကြားကပဲတမတော်က ဒီစကန်းသာအနည်းထိစတင်တိုက်ခိုက်နေပြီဖြစ်ပါတယ်။ဒီနေရာမှာတမရော်ကကြောင်မဲမြို့ကိုထိန်းချုပ်နိုင်ရေးအတွက်နေရာပေါင်းစုံအရက်မျက်နှာပေါင်းစုံကနေထိုးစစ်ဆင်တိုက်ခိုက်လေးရှိပါတယ်။ဒီကြောင်မဲမိုးကုတ်လမ်းကိုလည်းထိန်းချုပ်နိုင်ရေးဆောင်ရွက်နေတာရှိတယ်လို့ကြောင်မဲတီဘောလမ်းကိုလည်းထိန်းချုပ်နိုင်ရေးဆောင်ရွက်နေတာရှိပါတယ်။အဓိကပင်မတိုက်ခိုက်ရေးတပ်ကြီးကတော့နောင်ချိုကြောင်မဲလမ်းကနေခြေတက်တိုက်ခိုက်နေတာဖြစ်ပေမဲ့အကြမ်းဖက်သမားတွေအတွက်စစ်မျက်နှာအများအပြားကိုဖြန့်ခွဲပြီးတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းဘလောင်လက်နက်ကိုင်တဲ့ပုံ DNL နဲ့အပေါင်းပါရဲထိခိုက်သေးဆုံးမှုများနေတယ် TPL နဲ့အပေါင်းပါရဲထိခိုက်သေးဆုံးမှုများနေတာဖြစ်တဲ့အတွက်အတင်းအဓမ္မစစ်သားစုဆောင်ပြီးဒီ PRP တိုက်ခိုက်ခိုင်းမှုတွေကိုလည်းအမေနေမနာကန်တော်ဘက်နဲ့ထွက်ပြေးတာတွေလက်နက်ချတာတွေအလဲဝင်တာတွေလည်းတောက်လျှောက် KA ဘက်မှာကြုံတွေ့နေရပါတယ်ပြောရရင်တော့ဘလောင်လက်နက်ကိုင်တဲ့ပုံ DNL နဲ့အပေါင်းပါရဲကြောင်မဲခံစည်ကြီးကတဖြည်းဖြည်းနဲ့ပေါက်နေပြီဖြစ်ပါတယ်ခံစည်ကြီးပေါက်နေသလိုကာကင်းတွေလည်းတစ်ခုပြီးတစ်ခုဆုံးရှုံးနေရပြီဖြစ်တဲ့အတွက်မကြခင်ရက်ပိုင်းအတွင်းမှာ ကြောင်မဲမျိုးကိုတမလွန်ကပြီးွားထင်းချုံနိုင်မှာလိမ့်မယ်။ပြီးခဲ့တဲ့ကြောင်မဲမျိုးကိုဆယ်ရင်းနဲ့အပီသိန်းတော့မလားဆိုတဲ့အစီအစဉ်မှာစက်တင်ဘာ16ရက်နေ့မတိုင်ခင်ကြောင်မဲမျိုးကိုထင်းချုံနိုင်မလားဆိုပြီးတော့ခံမှန်းခဲ့ပို့ပါတယ်။ဒါကတော့ဒီရွေးကောက်ပွဲမှာကြောင်မဲတီဘောပါဝင်တာဖြစ်တဲ့အတွက်ရွေးကောက်ပွဲမတိုင်ခင်ရပ်ပေါင်း90အထွန်းရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေဆောင်ရွက်ရမှာကြောင့် ဒီဆက်ရှိနေမတိုင်ခင်ထိချုပ်လာနိုင်မလားဆိုတာကိုကြည့်ရှုခဲ့ပြီးမြဲလက်ရှိအချိန်မှာတော့ပလောင်လမ်းမဲ့ကန်တဲ့ပုံ DNL ရဲ့အကြံဖက်သမားတွေနဲ့စုဖွဲ့နေရတဲ့ကိုတက်မလို့ကအမဲ့ကျွေချွေနေတဲ့သဘောလိုမြင်တွေ့ရပါတယ်။ဒါပေမဲ့ဒီနေ့စက်တင်ဘာ25ရက်နေ့ထိကြားသိတဲ့သတင်းအရတော့တက်မလို့ကဂျပန်အထက်မှာကြောင်ဝဲမျိုးကိုထိချုပ်ပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်မိုးကုတ်လမ်းပေါ်မှာရှိနေတဲ့အကြံဖက်တွေရဲ့စုဖွဲ့နေရတွေကင်းစကန်းတွေမှာလည်းတိုက်ခိုက်မှုတွေပိုင်ဆိုင်မှုတွေထိချုပ်မှုတွေပြုလုပ်ထားပြီးဖြစ်ပါတယ်။ဒါအပြင်ဒီစကန်းသာအနည်းမှရှိတယ်နောက်ပြီးတော့ဒီကိုအနည်းမှရှိနေတဲ့ ခြံစစ်တွေကိုလည်းတမတော်ကဒရော်ဘုံချတိုက်ခတ်တာတွေလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေဒေချောင်းကလည်းကင်းထောက်မှုတွေလည်းပြုလုပ်တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ကြောင်မဲထိုးစစ်ကိုတမတော်ကဖြည်းဖြည်းနဲ့နှင်းနှင်းအကြမ်းဖက်သမားတွေကိုအမဲချွေချွေနေရလို့လည်းဆိုရမှာဖြစ်ပါတယ် ဒီနေရာမှာအမဲချွေချွေနေတဲ့စကလုံးကကြောင်မင်းထိုးစစ်တစ်ခုလည်းအတွက်တင်မဟုတ်ပါဘူးလူသူလက်နက်အင်အားအခက်အခဲထိခိုက်သေးဆုံးမှုတွေအများကြီးဖြစ်နေတဲ့ပလောင်လက်နက်ကန်တပုံ DNL ရဲ့နောက်ထပ်ခံစစ်တစ်ခုဖြစ်တဲ့မိုးကုတ်မြို့ကိုလည်းတမရော်ကအမဲချွေချွေနေရရှိပါတယ်ဒီနေရာမှာမိုးကုတ်မြို့နဲ့ပတ်သက်ရင်တော့တမရော်ရဲ့ဒီစစ်ကြောင်းချီတိုက်ခိုက်မှုကတော့အချိန်ဟုန်နဲ့တိုက်ခိုက်ခြင်းမရှိသေးပါဘူးဒါပေမဲ့မိုးကုတ်မြို့ရဲ့အဝင်လမ်း6နေရာလောက်ကိုတမရော်ကပိတ်ဆို့ထားတယ်ချင်းနှင်းထားတယ်စစ်ဆိုင်ထားတဲ့သဘောမျိုးရှိပါတယ် ။နောင်ချိုကနေခြေထက်သွားတဲ့တမတော်ဆစ်ကြောင်းကြီးကလည်းရဏသိန်ငေကျိုးဝိုင်းတက်တော်အနီးကလမ်းရောင်းနေအားလုံးကိုရှင်းလင်းဖြတ်တောက်တိုက်ခိုက်ထိန်းချုပ်ပြီးတဲ့နောက်လောင်းဝကိုညင်တက်ပြီးတော့ခြေတံလုံလုံနဲ့ဆေးရေးလှောင်ရှားမှုဖြစ်လုံနေတာဖြစ်ပါတယ်။နောက်ထပ်အဓိကမိုးကုတ်ရဲ့အဝင်လမ်းကြီးဖြစ်တဲ့ဒီမန္တလေးမိုးကုတ်လမ်းကြောင်းမှာလည်းတမတော်ဆစ်ကြောင်းကြီးကတပိတ်ချင်းဝါပြူတော်လမ်းကြောင်းလေးလျှောက်နေမြရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ဒီကရရက်ကလည်းဒီလမ်းလည်ချက်မှာရှိတဲ့ Mandarin PDF အပါအဝင် PDF တွေရဲ့အမာကန်စကန်ကြီးတစ်ခုကိုထိန်းချုပ်နိုင်ခဲ့တာရှိတယ်လို့ဒီရက်ပိုင်းမှာလည်းဒီဝါဖြူတောင်ပေါ်တော့ ကိုမိုင်လန်းဆောင်အနီးကအချမ်းဖက်သမားတွေစုဖွဲ့နေရတယ်ကိုလည်းနေမြရှင်လေးဆောင်ရွက်လျက်ရှိပါတယ်။ဒီနေမြရှင်လေးဆောင်ရွက်မှုတွေအတွင်းမှာတော့ထိခိုက်မှုအများဆုံးကတော့မိုကုတ်ဖြူဟာ၊ထရန်ဖြူဟာလို့ခေါ်တဲ့အမတ်၁နှစ်နဲ့နှစ်အဖွဲ့တွေပဲဖြစ်ပါတယ်။ထိခိုက်ဒေဆုံးမှုတွေကနေ့စဉ်ရက်ဆက်ဖြစ်နေတယ်။နောက်ပြီးတော့ NUG ရဲ့လောက်ခံပေးတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Red Dragon လို့ခေါ်တဲ့933ကအဖွဲ့တွေလည်းထိခိုက်ဒေဆုံးမှုကဆက်တိုက်ဖြစ်နေပါတယ်။ပြီးခဲ့တဲ့နှစ်ရက်ကတမရော်ရဲ့လေကြောင်းတက်ခဲမှုနဲ့နေမြရှင်လေးဆောင်ရွက်မှုအတွင်း၃ကပြန်တည်ခဲ့တဲ့ Trimview ဟာလိုပဲဆိုရမှာဖြစ်ပါတယ် အဲ့ဒီ dual train view မှာရှိနေတဲ့ဟိမင်းသူအပါဝင်တောင်းစင်ဂျီဒီစီကနေ PDF ဖြစ်ကိုရောက်သွားတဲ့ကလေးတွေနောက်ပြီးတော့ပလောင်လက်နက်ကန်တဲ့ပုံ DNL အတုံးချကန်ဖြစ်နေတဲ့ဘာကဖမြို့နယ်ဘာကဖပအဖအဖွဲ့တွေထိခိုက်သေးဆုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ဒါကတော့တမ်ဘရိုရဲ့နေမင်းရှင်းလင်းရေးဆောင်ရွက်မှုတွေအတွင်းထိခိုက်မှုတွေအတိုပြက်တွေဖြစ်ပြီးစေဝါလိုအပ်ချက်တွေလိုအပ်နေတဲ့အချိန်စုပ်ခွာထွက်ပြေးသွားတဲ့နေရာမှာပဲတမ်ဘရိုကနောက်ထပ်နေမင်းရှင်းလင်းရေးဆောင်ရွက်ပြီးတော့လက်နက်ကြီးနဲ့ပြေခတ်တာတွေဒရုန်းကြောင့်တိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့တဲ့အတွက် နောက်ထပ်တနေရာထိဆုတ်ခွာသွားခဲ့ရပါတယ်။အဲဒီလိုတတရမြောက်ဆုတ်ခွာသွားတဲ့အချိန်မှာပဲတမရော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကိုဘူဟာရဲ့တင်းနှစ်နှစ်နှစ်ရဲ့လောက်ခံအဖွဲ့တွေမိုးကုတ်ဘူဟာဒီထရန်ဘူဟာကအဖွဲ့တွေပြေဆုံးမှုတွေများပြားရှိခဲ့ပါတယ်။ကျောင်းဆက် PDF ကကလေးဟိမင်းသူအပါဝဲတော်တော်များထိခိုက်သေးဆုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်။ဒီအကြောင်းအရာကိုလည်းဒီမှတ်တမ်းတပ်ပုံတွေနဲ့ကျွန်တော်တို့ရရှိထားပြီးဖြစ်ပါတယ်။ဆိုတော့မိုးကုတ်နဲ့ပတ်သက်ရင်တော့အကြံဖက်သမားတွေရဲ့ စကန်းနဲ့ကာကင်းတွေကိုတမလို့ကအမဲ့ကျွေချွေနေတယ်လို့ဆိုရမှာဖြစ်ပါတယ်။နေရာမှာအမတ်တင်းနေနေမြင့်ဆိုတဲ့မိုးကုတ်ဖြူဟာကပလောင်လက်နက်ကန်တွေပေါ် DNL ရဲ့အတုံးချကန်အပွဲတစ်ပွဲဖြစ်ပါတယ်။မိုးကုတ်မျိုးကိုတိုက်ခိုက်ချိန်မိုးကုတ်မျိုးကိုသိမ်းပိုက်ချိန်မှာလည်းမန္တလေး PDF နဲ့အတူမိုးကုတ်ဖြူဟာတင်းနေနေနေတင်းနေနေတော့တင်းနေနေလေးစတဲ့အပွဲတွေနဲ့ပိုင်ဝိုင်းဝင်းပိတ်ဆိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။မိုးကုတ်မျိုးကိုတိုက်ခိုက်ချိန်တော့တင်းနေနေတစ်ကနေတင်းနေနေသုံးအထိဝိုင်းဝင်းပိတ်ဆိုတိုက်ခိုက်ခဲ့ပေမဲ့နောက်ပိုင်းမှာတင်းနေနေလေးအထိဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့မိုးကုတ်ဖြူဟာကအပွဲတွေအားလုံး ဒီထောက်ပံ့ချီရောင်းပြီးတော့စားတောက်နေရတာဖြစ်ပြီးလက်ရှိအချိန်မှာတော့ပလောင်လက်မှတ်ကိုင်တော်တို့ PNLA ကမိုးကုတ်မျိုးမကြာရေးအတွက်ခန်းစစ်တွေပြင်ဆင်ခါခိုင်းတဲ့အခြေအနေမျိုးတွန့်တွေ့နေရပါတယ်အဓိကကတော့ဝါပြူတော်ပေါ်တော်လန်းတို့မှာခန်းစစ်တွေပြင်ဆင်နေပါတယ်ဒီအတွက်တမတော်ကနေနေရှင်းလင်းရေးဆက်လက်ဆောင်ရွက်နေတဲ့အချိန်ထိခိုက်သေးဆုံးမှုတွေများနေတယ်ဆိုတဲ့သတင်းကိုကျွန်တော်တို့ရရှိခဲ့တာပဲဖြစ်ပါတယ်ဒါကတော့ပလောင်လက်မှတ်ကိုင်တော်တို့ PNLA ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့မိုးကုတ်ကိုတမတော်ကစီရေးဆောင်ရွက်နေတဲ့အကြောင်းဆက်ဆက်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ် တောင်မဲကိုတော့မကြခင်ရပိုင်းတွေတက်မတော့တာပြီးတော့ထင်းချုံမှဖြစ်ပြီးတော့မိုးကုတ်မျိုးကပလောင်လက်မကန်တော့ PNL ရဲ့ခံစစ်နေရာတွေကိုတော့သစင်ချင်းတက်မတော့ကမြင့်တွေဆွေးနေမှာဖြစ်တယ်ဆိုတဲ့အကြောင်းသင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်း